的悬挂。 အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့သံတော်မောင်ယူပြောပြရသေးသကားဝိုင်းလေးပြန်လဲပြီးတော့စတင်ပြရသေးခင်ဗျာကျွန်တော်လက်မတော်မောင်ယူဥကြော်ကြော်ဆိုးစာရေးဆရာမောင်ယူခလောင်နာမည်မောင်ယူနော်ဒါနဲ့ရှင်တွေ့ပြီးတော့လက်မတော်မောင်ယူဥကြော်ကြော်ဆိုးဆိုပြီးတော့ကျွန်တော် တမ်းတော်မြို့နယ်ကိုစွားပြုတောင်တဲ့ဒေသကြီးလွတ်တော်မှာပြာအချိုးကျစင်းပါဝင်ရှင်ပြရွေးခံမဲ့ကိုစရဲလောင်းဦးကျော်ကျော်စုဖြစ်ပါလေဒီနေ့လက်မတော်မောင်ယိုးဦးကျော်ကျော်စုလက်မတော်မောင်ပြောစရာပြောပြစီသကားဝိုင်းလေးကကျွန်တော်ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ပုံမူခိုင်မာပြည်မြမာဆိုတဲ့ဆံမလို့အကြောင်းဖြစ်ပါလေ ဒီဆောင်ဖို့လေးကကျွန်တော်တို့ဒီတော့တန်ခိုင်ဖွင့်ဖွေးပါတီရဲ့ဆောင်ဖို့လည်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ဘဝနိုင်ငံအသီးသီးမှာပေါ့ဗျာဒီပါတီစုံဒီမိုကရေစီသူရွေးကောက်ပွဲလုပ်တဲ့ချိန်မှာကိုပါတီရဲ့ကျွေးကြော်သံလေးတွေကိုမချပြပြီးတော့ပြည်သူလူထုကိုစီယုံ ြောဆိုကြတာပေါ့နော်တို့တူတော့ကျွန်တော်တို့နိုင်ငံမှာပြည်တော်စုတန်ခိုင်းတဲ့ဘုန်းကြီးပါတီကပုံမူခိုင်မာပြည်မမာဆိုတဲ့ကျွန်တော်ကြွ့ကြော်တန်နေတဲ့ကျွန်တော်တို့ဘယူကောက်ပွဲကြီးကိုဝင်ရောက်ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ဒီကြွ့ကြော်ကကျွန်တော်တို့ပါတီရဲ့ ရည်ရွယ်ချက်တွေရည်မှန်းချက်တွေလုပ်ငန်းစဉ်တွေအကျိုးပြုမှုတွေဒါတွေကိုကိုးစားပြုတယ်လို့လည်းတစ်စိတ်တစ်ပိုင်းနားလည်လို့ရပါတယ်အမေရိကန်လိုနိုင်ငံမှာတောင်းမအမေရိကန် first make american great again စသည်စသည်နဲ့ပြည်ပြည်သားနေနဲ့သူတို့ချပြပြီးတော့ပြည်သူလူတို့စီယုပ်ပြီးတော့ရုပ်ောက်ပွဲဝင်ရောက်ရှင်းပြကြတာဖြစ်ပါတယ် အဲ့တော့ဒီပါတီရဲ့ကျွန်တော်တို့ပြည့်ကျော်စနေကပါတီရဲ့လုံအောင်တင်ပါတီရဲ့မူဝါဒပါတီရဲ့တန်းဆောင်မဲ့တာဝန်တွေကိုဖះတဲလို့ပြောလို့ရပါတယ်။ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ပါတီတစ်ခုအနေနဲ့သူ့ရဲ့မူဝါဒလုံအောင်တင်ကိုဖះတဲ့ဒီပြည့်ကျော်စံကိုချတဲ့ချိန်မှာကျွန်တော်တို့ ီတောင်စုတန့်ခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီကချက်မှတ်တဲ့ပုံမူကိုင်မှာပြည်မြမကြည့်လိုက်ရင်အမျိုးသားအကျိုးစီးပွားကိုဥတည်တဲ့ကျွန်တော်တို့ကျွတ်ကျော်တန်လေးလို့ကျွန်တော်သတိထားမိပါတယ်သတိထားမိပါတယ်ဒီနေ့အမျိုးသားအကျိုးစီးပွားဆိုတာဘာလဲအမျိုးသားအကျိုးစီးပွားဆိုတာ အချိန်အခါအချိန်နေပြောင်းကြောင်းလဲကောင်းပြောင်းလဲနေပြီမဲ့တိုက်ပြည်ရဲ့မိတင်နေခိုင်းကြတဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားကောင်းရာကောင်းကျိုးပေါ်မှာပဲအမြဲတမ်းအခြေပြုတယ်ဆိုတာဒီလိုကျွန်တော်တို့တတ်မှတ်လို့ရပါတယ်အဲဒီနေ့နိုင်ငံကြီးတွေစောင့်နေချိန်မှာပါတီနိုင်ငံကြီး အမျိုးသားနိုင်ငံရေးဒီလိုတွေရှိပါတယ်ပါတီနိုင်ငံရေးဆိုတာကိုကျွန်တော်အမြင်ရတော့ပါတီရဲ့မူဝါဒလမ်းစဉ်ချမှတ်ပြီးတော့ကျွန်တော်တို့နိုင်ငံတော်အာဏာကိုရရှိအောင်ကျွန်တော်တို့ဝိကောက်ပုတ်ဝင်စောင့်ခြင်းဖြစ်ပြီးတော့အမျိုးသားအကျိုးစီးပွားဆိုတာတော့ ကျွန်တော်တို့ဘူရကတဲ့ကတိုင်းပြည်နဲ့လူမျိုးနဲ့နိုင်ငံနဲ့သမိုင်းနဲ့ချီပြီးဖြစ်တည်ခဲ့တဲ့ကောင်းဟာကောင်းကျိုးဒီလိုတတ်မှတ်မယ်ဆိုရင်ပါတီနိုင်ငံရေးနဲ့အမျိုးသားနိုင်ငံရေးကိုကျွန်တော်တို့ခွဲခြားနားလည်နိုင်မယ်လို့ယူဆပါတယ်ယူဆပါတယ်ကျွန်တော်တို့ပါတီက သူ့ချက်ချက်ကအမျိုးသားနိုင်ငံရေးကိုစိုက်လိုက်မတက်စင်ဆက်မပြတ်ထမ်းဆောင်ရင်းတာဝန်ယူရင်းနဲ့မှာပါတီဖြစ်ပေါ်လာတာဖြစ်ပါတယ်ပါတီထူထောင်ပြရကြမှာအမျိုးသားတာပြီးထူထောင်ပြရကြမှာနိုင်ငံရေးလို့တာမဟုတ်ခွင့်နဲ့အမျိုးသားနိုင်ငံရေးတူရုံရင်းနဲ့မှာပါတီ ူတော်နာလို့ကျွန်တော်အနေနဲ့ဒီလိုပဲမစိတ်ပဲကောင်းနားလည်မိပါတယ်။ဒါဖြစ်လို့ဆိုရင်ကျွန်တော်ပါတီရဲ့ဖြစ်တည်မှုတမိုင်းကိုကြည့်လိုက်မယ်ဆိုရင်နိုင်ငံတမိုင်းနဲ့ရှင်ပြီးတော့အမျိုးသားအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ထမ်းဆောင်ခဲ့တယ်ဆိုတာအလုံးမြင်ပါပဲ။တနည်းအားဖြင့်တတ်မတော်တမိုင်းနဲ့ကျွန်တော်တို့နီးစည်းဆက်ဆက် စ်ဒီပေါက်ခွာလာကြတာဖြစ်ပါတယ်တည်တိုင်းမတတ်မလို့啊အမျိုးသားနိုင်ငံရေးတာဝန်ကိုခက်ဆက်ဆက်ထမ်းဆောင်ခဲ့ပြီးတော့ထမ်းဆောင်ခဲ့ပြီးတော့ကျွန်တော်တို့အေးဘော်ရိုင်းသူရိမုံရင်လည်းဒီသူလူလူနိုင်ငံအနေနဲ့ရှင်နေတရရခက်ခဲစီးတိုင်း အမျိုးသားအကျိုးစီးပွားတိုင်းပြည်အကျိုးစီးပွားအတွက်မမမမရက်တည်ပြီးတော့ဖြစ်တည်လာတဲ့တန်းဆောင်လာတဲ့အဖွဲ့အစည်းဖြစ်ပါလေဒီအဖွဲ့အစည်းကနေပြီးတော့အခြေခံပြီးတော့ကျွန်တော်တို့ဖြစ်ပေါ်လာတဲ့အသင်းဒီတော်သူတန်ခိုင်းတဲ့ဖွံ့ဖြိုးရေးအသင်းဖြစ်ပါတယ်ဒီပြည်တော်သူတန်ခိုင်းတဲ့ဖွံ့ဖြိုးအသင်းကနေပြီးတော့ကျွန်တော်တို့ဒီတော်သူတန်ခိုင်းတဲ့ဖွံ့ဖြိုးပါတီဆိုပြီးတော့ထောင်လာဖြစ်တဲ့အတွက် အသွင်မတိုင်ခင်ရှေးဘဝေးတတိကနေကနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုကျွေးချွေးရင်းနှီးပြီးတော့ကာကွယ်စောင့်ရှောက်ခဲ့တဲ့တမတော်ကဆင့်သက်လာတဲ့အသင်းအသင်းကနေပါတီဖြစ်တဲ့အတွက်ကျွန်တော်တို့ပါတီကအမျိုးသားအကျိုးစီးပွားကိုနိုင်ငံတာဝန်နိုင်ငံအကျိုးစီးပွား ကိုကပွဲဆောင်ရှောင်းရင်းမှဖြစ်ပေါ်လာတဲ့ပါတီဖြစ်ပါတယ်။ဒါကြောင့်မလို့အမျိုးသားအကျိုးစီးပွားကိုဥထိတ်ထားတဲ့ပါတီဖြစ်ပါတယ်။အမျိုးသားအကျိုးစီးပွားကိုထမ်းဆောင်ရင်းမှတည်ထောင်တဲ့ပါတီဖြစ်ပြီးတော့ပါတီတည်ထောင်ပြီးမှ နိုင်ငံရေးလုပ်တာမဟုတ်ဘဲနဲ့အမျိုးသားနိုင်ငံရေးပြုရင်းမှပါတီကျွန်တော်ဖြစ်တဲ့အတွက်ကျွန်တော်တို့ပါတီရဲ့ ြည့်ကြတာဖြစ်တဲ့ပုံမူခိုင်မာပြည်မြမာဆိုတဲ့ဘုံမှာလဲအမျိုးသားအကျိုးစီးပွားတွေကြည်လျှံနေပြီးတော့အမျိုးသားအကျိုးစီးပွားရောင်းချီသည်ရှက်တန်းနေပြီးတော့အမျိုးသားအကျိုးစီးပွားလုပ်ငန်းရှင်တွေလုပ်ငန်းရှင်တွေကြည်ကြံနေပြီးတော့ဆက်လက်ပြီးတော့မျိုးသားကျိုးစီးပွားကိုပေါ်ဆောင်သွားမဲ့ပါတီဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်ထောင်စုတန်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကိုပြည်သူလူထုတရားလုံးအနေနဲ့ အပိထောက်ခံသာနာမပေးရွေးချယ်ကြပါလို့ကျွန်တော်ပြောလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆိုရင် Nationwide.